အလုံးမမင်္ဂလာပါဆရာကိုဆန်းမပါကဲမျိုးလို့ရေတိုက်ဆက်ပထဆက်ဘွားဆက်ပထဆက်ချက်ရတနီကိုမောင်မမမင်္ဂလာပါဆရာကတော့ရေလဲချိုးပြီးသွားပြီခန္ဓာကိုယ်တန်ရှင်းစစ်ချင်းရေလဲလုပ်ပြီးသွားပြီအာညကတော့တန်နိုင်လောက်မှအိပ်တယ်ပေါ့နော်အလုံးအလုံးလုံးနေတဲ့အတွက်တန်နိုင်လောက်မှအိပ်တယ်မနက်ကတော့6နိုင်ထားတယ်ပေါ့နော်6နိုင်ထားပြီးတော့မှအခုဒီမှာဝတ်ဖြူစင်ချင်ဝတ်ပြီးတော့မှဆရာတို့ အဟာသမယတုတ်တော်တစ္ဆာရေးစဉ်ဒိဋ္ဌံကျင့်စဉ်ပြုလို့ရှင်ဆရာလူမဏိဇောတာပရမယရေကဂါထာတော်ပြုလို့ရှင်နတ်ဖွတ်ထားတဲ့ဂါထာ၈ခုဒါဒီ၃မျိုးကိုဆရာတို့တပြိုင်နဲ့တည်းတထိုင်နဲ့တည်းအဋ္ဌံဝင်ရောက်မှဖြစ်ပါတယ်ဆရာတို့နော်အဲ့တော့အချိန်ကတော့တတ်မှမထားဘူးတကယ်တမ်းပုံမှန်ကတော့ဒီအဋ္ဌံနေရာဆရာတို့ကအချိန်မှန်နေရာမှန်အတ္တမှန်ရွတ်နိုင်တော့ပိုကောင်းတယ်ပို့ပြီးတော့မှစွန့်တယ်ပေါ့နော်ဒါပေမဲ့လည်းအားလုံးကဟိုအလုံးအလုံးကိုစီနဲ့ဝင်ဝ ကြရတာဖြစ်တဲ့အတွက်လိုက်ပါဝင်ကြရတာဖြစ်တဲ့အတွက်အာအချိန်မှန်နေရာမှာအတ္တမန်ဟောဆရာမလုပ်ပြတော့ဘူးပေါ့နော်။ဘာလို့ဆိုအရန်ကိုအချိန်မှန်နေရာမှာအတ္တမန်လုပ်လိုက်တယ်ဆိုလို့ရှိရင်အရန်ကိုစီကံတင်တင်ကျက်သွားတဲ့အတွက်မလိုက်နိုင်ပါဆိုလို့ပေါ့နော်။အဲကြောင့်မလို့အချိန်ကတော့မိမိကြိုက်တဲ့အချိန်ကိုဆရာတို့ဝင်လို့ရတယ်။ကိုကြိုက်တဲ့အချိန်ဝင်လို့ရတယ်နော်။အဲ့တော့စီကံချက်လေးတွေတခြားလေးလိုက်တာပါနော်။ အထုံးမတက်ပါနဲ့ဟိုလိုလုပ်လို့မရဘူးလားဒီလိုလေးလုပ်လို့မရဘူးလားဟိုလိုလေးဆိုလို့မရဘူးလားဆိုပြီးတော့မှဆရာယောဒီလေးစားဆိုတော့မေတ္တာရက်ခံအပ်ပါတယ်အထုံးမတက်ပါနဲ့ဆရာခိုင်းတဲ့တိုင်းတရားလုပ်ပါဆရာကဒီအဋ္ဌာန်တွေကိုနှစ်ပေါင်းများစွာကြင့်ကြံအားထုတ်လာတဲ့လူတယောက်ဖြစ်ပါတယ်နော်ပြီးတော့ဆရာအမြဲတမ်းပြောနေကြစကားတိုင်းတွေပေါ့နော်ဆရာဆန်ဝိုင်းကမွေးရပါနတ်တွေနဲ့ဆက်သွယ်နိုင်တဲ့ပါရမီပါလာပါတယ်ဆရာဆန်ဝိုင်းမှာနတ်တွေပြောတဲ့စကားကိုဆရာဆန်ဝိုင်းကြားရပါတယ်နော် နတ်တီရဲ့ပြောတဲ့စကားကိုဆက်ဆံဝါခံစားသိရှိလို့ရပါတယ်။ပါရမီဒူးပါရမီပေါ့နော်ပါရမီရှင်ပေါ့ငယ်လေးကလေးကမွေးရပါ blessing တစ်ခုပေါ့မွေးရပါလက်ဆောင်တစ်ခုပေါ့နော်ပါလာတဲ့အရာတစ်ခုပေါ့နော်ဖန်တီးထားတာလည်းမဟုတ်ဘူးကြင်ကြံထားတာလည်းမဟုတ်ဘူးစ조사ထားတာလည်းမဟုတ်ဘူးအလိုလျောက်ကိုနတ်တီပြောတဲ့စကားမြင်အပ်မမြင်အပ်တီပြောတဲ့စကားကိုဆရာကြားရတယ်နော်အာယုံမှာလည်းမြင်ရတယ်နားကလည်းကြားရတယ်ပေါ့နော် ဒါကြောင့်မလို့ဘာကိုပြောချင်တာလဲဆိုတော့ဒီလိုမျိုးကြားရတဲ့အတန်နဲ့ဆရာက900သားသမီးတွေကိုလိုအပ်တာလေးတွေကိုပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်။နော်ဒါကြောင့်လည်းရှေ့ပြဟော့ကင်းတွေကိုဆရာပြောပေးနိုင်တာပေါ့နော်။နတ်တွေနဲ့ဒီလိုအဆက်အသွယ်ရှိတဲ့အတွက်ရှေ့ပြဟော့ကင်းတွေကိုပြောပေးနိုင်တယ်ပြီးတော့ဆရာကထိုင်းမှာနေတာဖြစ်တဲ့အတွက်မေရော်လက်ချမီပေါ့နော်မေရော်လက်ချမီနဲ့အရှင်ရှိပါအဲ့ဘယ်ဘလူးဆောင်နှစ်ပါးထားဖို့ဆိုရင်ဒီလိုမျိုးပုံကိုယ်လေးစီမှာဆရာကတွားပြီးတော့မှစုစုတောင်းတဲ့အချိန်မှာ နတ်ဒီကတိတ်တခုခုမိန်ကြားတယ်ဆိုဆရာပြန်ပြောပေးနိုင်တယ်เนาะတော့သူတို့ဘာပြောလဲသူတို့ဘာမိန်လဲဆိုတာကိုအတိအကျဆရာပြန်ပြောပေးနိုင်တယ်ပြောပြတဲ့အတိုင်းလည်းဖြစ်ကြတယ်ပေါ့เนาะလက်တွေ့တွေဖြစ်ကြတယ်ဆောင်ရွက်ကြတယ်ပေါ့เนาะဒါကြောင့်မလို့အင်ကာနေတိုင်းမှာဆရာသွားတယ်ထိုင်းနိုင်ငံမှာရှိတယ်အရှိရှိပါဘဘဂါနန်ထောက်ဆူဝမ်မေရောလက်ချမီစတဲ့ပုံကိုယ်ရှင်ပါလေပန်းနေတော့တတိတွေကတ်လို့ရပါတယ်ဝလဲတော်လည်းကတ်ချင်လည်းကတ်လို့ရပါတယ်เนาะအင်ကာနေတိုင်းဆရာသွားပါတယ်เนาะ တော့ဒါကတပိုင်းပေါ့နော်အဲ့တော့ဆရာတို့အခုအတိတ်ထံဝင်မဲ့အချိန်မှာဆရာထပ်တလေးလေးမှာနေနေနော်သူစီကန်ကိုလိုက်လာပါအဲရေမချိုးနိုင်အောင်ချမ်းလို့ရာသီဥတုချမ်းလို့ရေမချိုးနိုင်အောင်မဟုတ်ခန္ဓာကိုယ်တန်ရှင်းစစ်ကြအောင်ထားပါနော်အဖြူဝါဆက်ဝတ်ပါခန္ဓာကိုယ်တန်ရှင်းစင်ကြအောင်ထားပါကိုယ့်ရဲ့ frequency ကိုယ့်ရဲ့ vibration ကိုယ့်ရဲ့ကိုယ်ရောင်ကိုယ်ဝါကိုမြင့်တင်ပါအဲ့ဒါမှ net တွေ ਨੇ ဟို level တူပြီးတော့မှ net တွေရောက်ရောက်ချင်းခံရမှာအ နတ်တရားကိုအနာကိုကတ်နိုင်မှာပေါ့နော်ဥမာအာဘုဆောနန်နေတာတွေမျက်ချီတောင်လောက်ထွက်နေတာတွေနဖာကြီးရှိတာတွေဂျိုင်းဆောနန်တာတွေအောက်ဆောနန်တာတွေချွေးဆောနန်တာတွေချွေးဆောနန်နဲ့အဝတ်ကိုပြန်ဝတ်တာတွေလုံးဝမလုပ်ပါနဲ့နော်အဲ့ဒါတွေစင်ကျင်ရမယ်ဆရာတို့ပြီးလို့ရှိရင်ဒိဋ္ဌံဝင်ပြီဆိုလို့ရှိရင်ဒါရှောင်ရမယ့်ဟာတွေဆရာတောက်လျှောက် တတိပေးနေတယ်ပေါ့နော်ဒိဋ္ဌံဝင်ပြီဆိုလို့ရှိရင်ဆရာတို့အဲဆေးရည်တိုင်းထွာတာတွေလုံးဝလုပ်လို့မရဘူးအတွင်းရန်အပြင်ရန်ကိုဆရာတို့ကြော်ရပါမယ်နော်ဒါအခု ဘာပဲဖြစ်ဖြစ်တိုက်ပွဲဝင်တာ ਨੇ အတူတူပဲပေါ့เนาะဘာဘာတိုက်ပွဲလေမာနဖြတ်မဲ့တိုက်ပွဲเนาะဟုတ်ပြီเนาะဆရာတို့ဒါမာနဖြတ်မဲ့တိုက်ပွဲမာနကဘယ်လိုလာမှာလဲကိုယ့်ရဲ့အားလင်းချက်ကိုလာမှာမာနကဟုတ်ပြီเนาะဆရာတို့တာဝကနေเนาะပဋ္ဌာန်းဆက်ကြီးမာနကဘယ်လိုလာမှာလဲမာနကကိုယ့်ရဲ့အားလင်းချက်ကိုလာမှာအားလင်းချက်ကို तू ကသိတယ်မာနကကောင်းကောင်းသိတယ်နှက်ဆိုးကကောင်းကောင်းသိတယ်မာနကနှက်ဆိုးကကိုယ့်ရဲ့အားလင်းချက်ကိုပဲလာမှာဖြစ်တဲ့အတွက်တိတ်လောက်အောင်တီးခံရမယ်เนาะ တီးမခံကျင်တော့လောက်အောင်မျက်ရည်ကျရလောက်အောင်ဒီခံရမယ်အတွင်းရန်အပြင်းရန်တွေကိုဆက်လို့ကြော်ရတော့မယ်နော်အော်ဒီတိုက်ပွဲဒီမာနတ်နဲ့တိုက်ရမယ်ပွဲဖြစ်တဲ့အတွက်ဆရာတို့တီးမခံနိုင်လောက်တော့အောင်မျက်ရည်ကျရလောက်အောင်တီးခံရပါမယ်အတွင်းရန်အပြင်းရန်ကြော်ရပါမယ်တတိကတ်ထားပါတတိလုံးဝမလွတ်ပါနဲ့လုံးဝဆဲလို့မရပါဘူးဒေါသကြီးလို့မရပါဘူးတောက်တည်နဲ့နှိုင်းလို့မရပါဘူးဒေါသထွက်လို့မရပါဘူးဟုတ်ပြီနော်အဲပြီးလို့ရှိရင် အတင်းတုတ်တာတွေသူများအကြောင်းပြောတာတွေကိုနဲ့မဆိုင်တဲ့ကိစ္စတွေဝင်ပါတာတွေ line ပေါ်မှာဘယ်လိုမှမသိပါဘူးငါ comment လေးခိုးပြီးတော့မှသူများကိုပြောလိုက်အောင်မယ်သူများကို blame လိုက်အောင်မယ်သူများကိုဝေဖန်လိုက်အောင်မယ်သူများကိုကဲ့ရဲ့လိုက်အောင်မယ်သူများကိုရှုံချလိုက်အောင်မယ်လုံးလို့မရပါဘူးเนาะဘယ်သူမှမသိဘူးငါလှုပ်လိုက်အောင်မယ်ဆိုစိတ်မကောင်းမှုဟူသည်စိတ်괴ရမှာရှိ net တွေကတိပါတယ်เนาะဆရာတို့လူလူချင်းမသိပြီမယ် net တွေကတိပါတယ်လိန်လို့မရပါဘူးကိုဖြူစင်လားမဖြူစင်လား ကိုငါးပါးတည်လားလုံလားမလုံလားကိုသားကိုတဏ္ဍနကုံတည်လားမတည်လားနှစ်တည်းရတည်တယ်နော်အဲဒါကြောင့်လို့ဆရာအထူးမှားခြင်းပါတယ်အဲ့အလုပ်တွေမလုပ်ပါနဲ့လုံလို့မရပါဘူးအဓိကအချက်ကြီးစိတ်နှလုံးသားလုံးဝနုညံ့ရပါမယ်ခန္ဒီပါရမီခံနိုင်ရင်ရှိရပါမယ်တိခံနိုင်ရပါမယ်တိမခံနိုင်တော့တော့အောင်မျက်ရည်ကြရတော့အောင်တိခံရပါမယ်အတွင်းရံအပြင်းရံနေလာပါမယ် နော်တတိလွတ်တာလည်းခံရမှာနော်ဆရာအတန်းနဲ့မှနေတယ်နော်ဆရာတို့ဒီနေ့မနေ့စပါတော့မယ်ဒီကနေ့တရက်17လ2025မှာစပါတော့မယ်တောက်လျှောက်ဆွဲခေါ်မှာဖြစ်ပါတယ်ခொနည်းသားသမီးတွေကိုပြည်လင်းစေခြင်းနဲ့အတွက်ဆရာကစိတ်စေတနာနဲ့ပြည်လင်းစေခြင်းနဲ့အတွက်အပင်ပန်းခံပြီးဥဆောင်ပြီးတော့မှဆရာဆွဲခေါ်တာဖြစ်ပါတယ်နော်အဲ့တော့ဘာအဋ္ဌဌဏ်နေဝင်ကြမှာလဲမဟာသမယတုတ်တော်တစ္ဆာရေစင်အဋ္ဌဌဏ်ကျင့်စဉ်အဲ့တော့ရွှေခွက်ကလေးတွေစောင့်ထားပါရွှေခက်ကလေးတွေဝယ်ထားပါနော် ဆရာစီမမရှင်လည်းရပါတယ်ရွှေရွှေခွက်ဟိုးအရင်ဆရာရောင်းခဲ့မှုတယ်လေနော်ရွှေခွက်ကလေးတွေဝယ်ထားပါစောင့်ထားပါဘလို့ရွှေခွက်နေနေရတယ်ရွှေနတ်တရားရွှေကိုရမ်းသဘောကြတယ်ဖះเจ้าတော်ရမှာလည်းရွှေအောင်သုံးဆောင်လေးတွေအသုံးပြုထားရင်ပိုကောင်းပါတယ်နော်မိမိအရင်ဖះเจ้าတော်ရမှာရွှေအောင်သုံးဆောင်လေးကိုအသုံးပြုပါနော်နတ်တရားရွှေအောင်သုံးဆောင်ကိုသဘောကျတယ်ပေါ့နော်ကိုယ်စိတ်နဲ့သွားမနိုင်နဲ့နော်နတ်တရားနတ်တရား level မြင့်နေနော် အဲ့ဒီတော့ကြောင့်မလို့ကိုယ့်ရဲ့ aura တွေကိုယ့်ရဲ့ power တွေနဲ့ကိုယ့်ရဲ့ frequency ကိုလည်း net တွေရဲ့အကူအညီထောက်ပံ့အောင်ရဖို့အတွက်မြင့်တင်ထားရမယ်။ဟုတ်ပြီနော်။အဲ့တော့ဒါဆောင်းရင်ရှောင်းရင်တွေကိုတခြားပြောပြပေးနေတာနော်။အဲတန်တန်ရှင်းရှင်းနေရမယ်။အဲ့တော့စိတ်အတွင်းခန္ဓာအပြင်အကုန်တန်တန်ရှင်းရှင်းနေရမယ်။နော်ငါးပါးတိလလုံးဝမယ်။ဒီဒိဋ္ဌံဝင်နေစဉ်အတွင်းမှာအဖြစ်နိုင်လို့ရှိရင်ဖြစ်နိုင်လို့ရှိရင်ပေါ့နော်။ဝစီပိတ်ပုံစံမျိုးနေတာအကောင်းဆုံးပဲ။ ဥပိ္ပခာပြုထားလိုက်ပေါ့နော်။ဘာပဲမြင်မြင်မျက်လုံးထဲမှာအမြင်မတော်တာဘလောက်ပဲတွေ့တွေ့ဥပိ္ပခာပြုထားလိုက်။သူ့သဘောသူဆောင်နေတာသူ့အလုပ်သူလုပ်နေတာသူ့သဘောသူဆောင်နေတာဆိုပြီးပြစ်ထားလိုက်ဆရာတို့နော်။ဒါတရားမာနေတယ်နော်။ဆရာတရားမာနေတယ်။အဲ့ဒါရှင်လိုအပ်တာကိုလည်းဆရာကခရုထဲမှာဓာတ်ရိုက်မေးပါဆရာအမြဲတမ်းစတန်းမိုင်ရှိနေမယ်နော်။လိုအပ်တာကိုဆရာကမေးလို့ရပါတယ်။ဆရာစတန်းမိုင်စောင့်နေမယ်နော်။အဲ့ဆရာတို့ဆရာတပည့်တွေလည်းအတူတူဝင်ရမှာဖြစ်ပါတယ်။ เนาะအဓိကကဥပိ္ပခာပြုပြီးဝစီပိတ်နေတာအကောင်းဆုံးပဲလာမှာเนาะမာနကလာမှာเนาะကိုယ့်ရဲ့အာနေချက်ကိုသူကလာမှာเนาะလာမှာเนาะတတိလွတ်တာနဲ့ခံရပြီးတာမှတ်တော့เนาะဆရာအတန်နဲ့မာနေတယ်เนาะတတိလွတ်တာနဲ့ခံရပြီးတာမှတ်တော့ပြီးတော့ဆရာတို့ဖျားပူဇော်ပြီးဆိုလို့ရှိရင်လည်းပယုတ်ပြားနန္တာကေဆရာစီမှာမာလို့လည်းရပါတယ်ရွှေရောင်ခွက်တွေကမာလို့မလွယ်တော့တော့တင်လားမာလို့လွယ်လားပြည့်စုံတစ္ဆာရေးစေခွက်ရွှေရောင်ခွက်ဒီမှာရှိစေတောက်ဖို့ဒီမှာလို့ဆိုစီရောင်ကမှန်နေတကူတကယ် ဘလို့မဘလို့စီစဉ်ပေးနေတယ်လို့မာကြသူတို့မာပြီဆိုရင်တခြားကောင်းတဲ့ထဲပါအောင်အဲ့စဉ်းစားပါအောင်နော်ကျလို့ရွှေရံဖွက်ဒီဆရာကြီးမှာမယ်ဆိုလို့ရှိရင်ဆရာတို့စီစဉ်ကြည့်လာအောင်မယ်ဘလို့လုပ်လို့ရမလဲပေါ့နော်အဲပြန်ပြီးချိတ်ဆက်ကြည့်လာအောင်မယ်ပေါ့နော်ဒီမှာတော့အခုတရက်12လနေပြီးတော့မှလမ်းကြောင်းတွေကုန်ပိတ်ချပလိုက်တယ်လို့ကြားရတယ်ပေါ့နော်တရင်ရတာပဲပေါ့နော်ဆိုတော့ ရွှေခွက်မာဂျင်လေဆိုရင်တော့ဆရာစီစဉ်ပေးမယ်ဘယ်လိုစီစဉ်လို့ရအောင်လဲမသိဘူးဈေးရတာအကြီးတယ်ရွှေခွက်ကလေဈေးတာအကြီးတယ် quality လည်းအလောက်မကောင်းပဲနဲ့ဈေးရအရန်ကြီးတယ်ပေါ့နော်အဲ့တော့တစ္ဆာရီတောက်အောင်ပါနော်မဟာသမယတုတ်တော်တစ္ဆာရီစဉ်ကတစ္ဆာရီတောက်အောင်ပါနော်အဲ့တော့ဆရာကဒိဋ္ဌံကိုအားလုံးပေါ့နော်လေးမျိုးတင်ပေးမယ်နောက်ထပ်တစ်မျိုးဒီနေ့ထပ်တင်ပေးမယ်ပေါ့နော်တထိုင်နဲ့တည်းအကုန်လုံးအောင်ပါနော်မဟာသမယတုတ်တော် sorry နော်ဆရာနာချီခြင်းလို့ဟေး မဟာတရားတုတ်တော်တစ္ဆာကြီးစဉ်ဒိတ်တန်ကျင့်စဉ်ပြီးမဏိသောတာပရမယာယကရဏဂါထာတော်ပြီးလို့ရှိရင်နှက်ဖွက်ထားတဲ့ဂါထာ၈ခုပြီးလို့ရှိရင်ရွှေဝင်ငွေဝင်ဒိတ်တန်နော်ရွှေဝင်ငွေဝင်ဒိတ်တန်ဒါကြောင့်မလို့ရွှေဝင်ငွေဝင်ဒိတ်တန်ဆောင်ရွက်မှာမဟုတ်တော့ဆရာတော်ဒီမှာလက်စွပ်မောင်းခွင်းလေးဝယ်ထားတယ်လက်စွပ်မောင်းခွင်းလေးဝယ်ထားတယ်ပေါ့နော်အဲ့ဒီလက်စွပ်မောင်းခွင်းလေးကိုညာဘက်လက်တကြွေမှာဝတ်ဆင်ရမှာဖြစ်ပါတယ်နော်ရွှေဝင်ငွေဝင်ဒိတ်တန်အားလုံး၄ခုဆရာတော်တထိုင်နဲ့တည်းဝင်ပါနော် ရွှေဝင်ငွေဝင်ရတော့ဗုဒ္ဓဟူးနေ့တိုင်းဝင်ရမှာနော်ရွှေဝင်ငွေဝင်အဋ္ဌထံကဗုဒ္ဓဟူးနေ့တိုင်းဝင်ရမှာတင်ပေးမယ်ခရုဘာတင်ပေးမယ်ပေါ့နော်ပြီးတော့ခရုထဲမှာတင်ထားတဲ့ဖျားစာတွေဖျားဗီဒီယိုတွေကိုအပြည့်အဝမဖြတ်ပါနဲ့နော်ဆရာတွေလေးစားစွာမြေတားရခံအပ်ပါတယ်အပြည့်အဝမဖြတ်ပါနဲ့ဂရုထဲမှာပါမဲ့သူတွေကိုပဲဆရာကတရားလေးဆောင်ရွက်ပေးထားတာဖြစ်ပါတယ်အပြည့်အဝမဖြတ်ပါနဲ့နော်တစုံတရာအငင်းပွားဝယ်ရတွေဖြစ်မှာစိုးရိမ်နေတဲ့အတွက်ပေါ့နော်အပြည့်အဝမဖြတ်ပါနဲ့နော်အဲ့ဒါလေးကိုလည်းတစ်ချက်ဆရာတောင်းဆိုပါတယ်နော် ဲ့တော့ချစ်တော်ပဋ္ဌာန်းဆက်ဘွားဆက်ပဋ္ဌာန်းဆက်တိုက်ဆက်ပဋ္ဌာန်းဆက်များ not ဆွဲနဲ့ဆက်တို့သွားကြမယ်အဲ့တော့ဒီဂရုထဲမှာလည်း Facebook ဂရုထဲမှာရော Telegram ဂရုထဲမှာရောစဝင်ပြီဆိုကြဲကွာအဖြတ်တွေဘလို့ကြုံရလဲအောင်မြင်ခြင်းတွေဘလို့ကြုံရလဲဆိုတာကိုဖြစ်နိုင်လို့ရှိရင်ဒီလိုဗီဒီယိုလေးရိုက်ပြီးတော့ပေါ့နော်ဆရာလိုဗီဒီယိုလေးရိုက်ပြီးတော့မှပြောပြနိုင်ဖို့ကောင်းပါလေမင်္ဂလာပါပေါ့နော်ကျွန်မနာမည်ဘယ်သူပါကျွန်တော်နာမည်ဘယ်သူပါအသက်ကဘယ်လောက်ပါ ဘယ်မှာနေတယ်ပေါ့နော်တကယ်ချင်းညီကိုဆရာနဲ့တကွာတကယ်ချင်းညီကိုမှတော့မှပထမ်းဆက်တည်းမင်္ဂလာပါပေါ့နော်ကျွန်မဘယ်နေ့ဘယ်နေ့ကဝင်ခဲ့ပါတယ်ပေါ့ဘာတွေတွေ့ကြုံရပါလို့ဆိုဗီဒီယိုလေးရိုက်ပြီးပြောလို့ရှိရင်ပိုကောင်းတယ်နော်အဲ့တော့ဆရာတို့ဘာပဲပြောအာမှတ်တမ်းလေးတစ်ခုဖြစ်သွားတာပေါ့နော်ဟွန်းအဲ့တော့ဆောင်ရင်ရှာရင်လေးဆရာတိချမှာတယ်နော်အဓိကကတော့ဒေါသမထွက်ရအောင်မဆဲရအောင်အတင်းမအုပ်ရအောင်မလောင်ရအောင်မပြောင်ရအောင်ထန်းထန်းရှင်းရှင်းနေရမယ် အချက်ပြေတိကျပြူးဆိုင်ရမယ်နော်လိုအပ်တာအချိန်နဲ့တွေ့ကြည့်ဆရာကိုပြောလို့ရပါတယ် Telegram group ထဲမှာတော့ဖះစာနဲ့ဗီဒီယိုများဆွဲထဲမှာဝင်ကြည့်ကြည့်ပါနော်အစုံတင်ထားပေးတယ် Telegram group ထဲမှာဖះစာနဲ့ဗီဒီယိုများဆိုတဲ့အုပ်စုထဲမှာဝင်ကြည့်ဝင်ကြည့်ရပါပါနော် sorry အားနားမလည်တာရှင်ဆရာကိုမေးပါနော်ဒီကနေ့ဆရာတို့စပြီနော်အဲနောက်မှဝင်လာတဲ့ပထမဆက်တွေရတယ်ဘွားဆက်ပထမဆက်တိုက်ဆက်တွေရလဲမိတဲ့နေ့ရက်နေ့အမိလိုက်လို့ရပါတယ် မိတဲ့နေရာအနေနဲ့အမိလိုက်လို့ရပါတယ်เนาะလိုအပ်တာဆရာနဲ့တိုင်နေပါเนาะဟုတ်ကဲ့ပါအဲ့တော့ကျေးဇူးတင်ပါတယ်ဆရာတေချာလေးมาတယ်เนาะအမြဲတမ်းရှိနေမယ်เนาะဆရာဘေးမှာအမြဲတမ်းရှိနေမယ်အားလုံးကိုဆရာတပါတယ်ခေါ်ပေးနေတယ်ဆရာတိတဲ့တက်တဲ့အရာလေးတွေနဲ့ခொနည်းသာသမီအကျိုးတော်ဆောင်ပေးနေတယ်เนาะအဲ့တော့ဆရာဆန်းဝိုင်းကတော့မနီဒီဒီကုံတော်ကာထာအဋ္ဌချန်ကြီးကိုစုစုနေပဲတောင်းတယ်အိမ်ပိုင်လိုချင်တယ် လောလောဆယ်ပေါ့နော်အိမ်ပိုင်လိုချင်တယ်ကားပိုင်လိုချင်တယ်လောလောဆယ်တခုပဲရင်တောင်းမယ်အိမ်အိမ်ကိုရင်တောင်းနေဆရာဒီဒိဋ္ဌာန်တွေအတွက်ဘာစုတောင်းတာလဲဆိုရင်နော်ဆရာဆိုင်ဝိုင်းကအိမ်ပိုင်လိုချင်တယ်အိမ်ပိုင်လေးကိုတောင်းတယ်ပေါ့နော်ဆရာအိမ်ပိုင်လိုချင်တယ်အိမ်ပိုင်ရချင်တယ်ပေါ့နော်အဲဆရာဆိုင်ဝိုင်းတောင်းတဲ့စုကိုပြောပြတာပေါ့နော်အိမ်ပိုင်လိုချင်တယ်အိမ်ပိုင်ရချင်တယ်အဲစုစုပဲတောင်းပါ28ရက်ဝင်ရမယ်နော်အဋ္ဌာန်28ရက်ဝင်ရမယ်အချိန်မှန်နေရာမှန်ဖြစ်စရာမလိုဘူးအလုတ်လုံနေလို့မလုံနဲ့နော်အလုတ်တစ်ဖက်နေလို့လို့မရအောင်နော် လုံးဝမအားအောင်ဆရာကြီးတတော်ကိုမအားတာဆိုမှအလုတ်တစ်ဖက်နဲ့ပတိစိတ်ပါတို့မလို့ရှိလို့ရှိရင်အလုတ်တစ်ဖက်နဲ့ပတိမစိတ်ပါနဲ့ပုတ်တိတ်ခါပုတ်ကိုတထိုင်နေထဲပြီးအောင်စိတ်ပါတိတ်ခါပုတ်ကိုတထိုင်နေထဲပြီးအောင်ရွတ်ပါပြီးအောင်စိတ်ပါ၃နေနိုင်တော့ကြာလိမ့်မယ်ဇွဲနဲ့သွားကြမယ်เนาะပြည့်ရင်လည်းပြတ်သွားတယ်ဆိုတော့အကြောင်းပြောပါเนาะဆရာအောင်เนาะအဲ့တော့ဆရာတို့တတ်ထိုင်ငယ်သေးတိတ်ခါပုံကိုသွားမှာဖြစ်ပါတယ်လုံးဝအလုံးမအားလို့ပါဆိုလို့ရှိရင်တော့လုံးပါအလုံးတစ်ဖက်နဲ့လုံးပါ အားတယ်ဆိုရင်တော့တထိုင်နဲ့သေးတိတ်ခါပုံနဲ့ဆောင်ရွက်ပေးပါလို့ဆရာကနေမှာဆိုတိုက်တော်ပါတယ်နော်ကျေးဇူးတင်ပါတယ်လိုအပ်တာဆရာကဂရုမှာတိုင်နေမှာနော်ကျေးဇူးတင်ပါတယ်ရောက်တဲ့နေရာနေအမိလိုက်နော်ဆရာအားလုံးကိုတော်သာသနာအကျိုးတွေကိုဆောင်ရွက်ပေးနေတယ်သာသနာအကျိုးတော့မဟုတ်ပါဘူးခொနည်းသာသမီတွေရဲ့အကျိုးခொနည်းသာသမီတွေရဲ့အဲစီဝိုင်းလူမျိုးကျမပညာရေးအချင်းအိမ်တော်ကြီးအလုံးစုံအတွက်ကိုနတ်တွေကိုအကူအညီတောင်းပြီးတော့မှအကွယ်ရအောင်လို့ဆရာက တွန်းပေးတာဆရာပြေးလဲတယ်လို့အားလုံးပြေးလဲစေခြင်းနဲ့အတွက်ဆရာတွန်းပေးတာနော်ခြေစွပ်တင်ပါတယ်ခြေစွပ်တင်ပါတယ်ခြေစွပ်တင်ပါတယ်နော် WhatsApp ပထမဆက်တိုက်ဆက်တွေကိုဆရာချစ်ပါလေနော်ခြေစွပ်တင်ပါတယ်လိုအပ်တာမေးနော်ဗီဒီယိုမှာဆရာကို comment မှာလိုအပ်တာမေးလို့ရပါတယ် group တွေထဲမှာဆရာကိုလိုအပ်တာတိုင်ပင်လို့ရပါတယ်မေးလို့ရပါတယ်နော်ဆစ်ရှိရှိနဲ့ဆွဲခေါ်ပေးပါမယ်နော်ပြန်အော်တခုတတိယတော့လို့ဆရာနဲ့ group ဝင်ထားတဲ့တာဝကတွေပထမဆက် WhatsApp ပထမဆက်တိုက်ဆက်တွေကိုဆရာက အာဒီ trust school တည်တဲ့အကြောင်းကတည်နေဆရာကြီးဥက္ကမောင်တန်းတင်ကြားပေးတယ်เนาะစัจ java လာပညာရက်တွေကိုမှဆရာကထည့်သွင်းပြီးတော့မှ ပြောပေးသွားမှာဖြစ်ပါတယ်เนาะအဲလက်ဆောင်လက်ဆောင်ဆရာရဲ့မေတ္တာလက်ဆောင် trust school တည်တဲ့အကြောင်းကတင်ကြားတယ်ဆရာကြီးဥက္ကမောင်တန်းတင်ကြားပေးတယ်စัจ java လာပညာရက်တွေကိုပါဆရာကဒီ group ထဲမှာပဲ group ထဲမှာပါတဲ့သူတွေပဲ public မှာမပြောဘူးเนาะ group ထဲမှာပါတဲ့သူတွေကိုပဲဆရာက ပြောပေးသွားမှာဖြစ်ပါတယ်တင်ကြားပေးသွားမှာဖြစ်ပါတယ် ဒါလက်ဆောင်ဆရာရဲ့မေတ္တာလက်ဆောင်ပေါ့နော်ယေရှုတင်ပါလေယေရှုတင်ပါလေနော်လူသားကောင်းကျိုးဆရာတဲ့ဘုံဆောင်ရွက်နေပါလေလို့နော်ယေရှုတင်ပါလေအများ ကောင်းကျိုးလူသားကောင်းကျိုးကိုဆရာဆိုင်ဝမ်အကြမ်းရဲ့ပါရမီရှင်ကဆောင်ရွက်ပေးနေပါလေယေရှုတင်ပါလေအားလုံးနဲ့နော်ကေမင်္ဂလာနေ့ခင်းလေးမှာမင်္ဂလာစကားကြားရပြီးတော့ချမ်းသာကြပါစေလို့နော်